မ္မလိုက်ရစဉ်မျိုးသားပေါ်လုံးတင်ဟာစီးရီးယားအသင်းနဲ့ကစားရမယ်အဝေးကွင်းအာရှဖလားခြေစစ်ပွဲစဉ်အတွက်အော်တိုဝါလာ9ရက်နေ့မှာဆော်ရီအာရေဗျနိုင်ငံကိုထွက်ခွာမယ်လို့သိရပါဗျ။မြန်မာအသင်းဟာအော်တိုဘားလ2ရက်နေ့မနက်ပိုင်းကထိုင်းနိုင်ငံဘန်ကောက်မြို့ကိုထွက်ခွာခဲ့ပြီး Alpine Training Center မှာလေ့ကျင့်မှုတွေပြုလုပ်နေပါတယ်။မြန်မာအသင်းနဲ့အတူထိုင်းလီမှာကစားနေတဲ့ကစားသမားတွေဖြစ်တဲ့မောင်မောင်လွင်၊လွင်မိုးအောင်၊တန်းပိုင်၊စိုးမိုးကျော်၊မလေးရှားလီကကျော်မင်းဦး၊ဟိန်းထက်အောင်တို့ပါဝင်နိုင်ခြင်းမရှိသေးဘဲအော်တိုဘားလ4ရက်နေ့မှာလူဆောင်လေ့ကျင့်နိုင်မယ်လို့သိရပါတယ်။ အသင်းလူစင်းမှာတော့ဒဏ်ရာပြဿနာရှိနေတယ်မလေးရှားလီကဝင်လင်းအောင်မပါဝင်နိုင်ခဲ့ပေမဲ့ဒဂုံစတာ FC ကရရင်ဖြူကတော့လက်ရွေးစင်အသင်းလူစင်းမှာပါဝင်လာခဲ့ပါတယ်ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုမထွက်ခွာခင်မှာမြန်မာအသင်းဟာ MNL All Star အသင်းနဲ့အော်တိုဘားလ၁ရက်နေ့ကခြေစမ်းပွဲကစားခဲ့ပြီးရဲရင်အောင်ရဲ့တလုံးတဲသောဂိုးနဲ့အတူတကူကိုမရှိနဲ့အနိုင်ရခဲ့ပါတယ်။မြန်မာအသင်းဟာအော်တိုဘားလ၉ရက်နေ့မှာဆီးရီးယားအသင်းနဲ့အဝေးကွင်းမှာကစားရမှာဖြစ်ပြီးအော်တိုဘားလ၁၄ရက်နေ့မှာတော့အိမ်ကွင်းမှာကစားရမှာဖြစ်ပါတယ်။ ခြေစစ်ပွဲအုပ်စုတွင်နှစ်ပွဲစလုံးကိုအနိုင်ရထားခဲ့တဲ့မြန်မာအသင်းအတွက်စီးရီးယားအသင်းနဲ့တွေ့ရမယ့်နှစ်ပွဲစလုံးဟာခြေစစ်ပွဲအောင်မှုအဆုံးဖြတ်ဖြစ်လာပွဲရှိနေပါတယ်။အုပ်စုထိတ်ဆုံးတဲ့တင်းသာခြေစစ်ပွဲအောင်မှာဖြစ်တာကြောင့်ပြီးခဲ့တဲ့အဖွဲ့နှစ်ပွဲစလုံးမှာနိုင်ပွဲကိုစီရထားခဲ့တဲ့မြန်မာအသင်းအတွက်ရောစီးရီးယားအသင်းအတွက်ပါလာမယ့်ပွဲစဉ်နှစ်ပွဲကတော့အတော်လေးအရေးပါနေပါတယ်။ မြန်မာအသင်းနဲ့ဆီးရီးယားအသင်းတို့ဟာပြီးခဲ့တဲ့2026ဖီဘာကမ္ဘာဖလားခြေစစ်ပွဲအုပ်စုဆင်မှာတွေ့ဆုံခဲ့ပြီးမြန်မာအသင်းဟာအင်ကွင်းမှာဆီးရီးယားအသင်းကိုတစ်ဖက်တစ်ကိုစီတရေကြခဲ့ကအဝေးကွင်းမှာတော့9-6ဂိုးမရှိနဲ့ရှုံးနိမ့်ထားခဲ့ပါတယ်မြန်မာသင်းနဲ့ဆီးရီးယားသင်းတို့ဟာပြီးခဲ့တဲ့အုပ်စုအဖွဲ့ပွဲစဉ်နှစ်ပွဲစလုံးကိုအနိုင်ရထားခဲ့ပေမဲ့ဆီးရီးယားသင်းကဂိုးကွာချချက်အသာနဲ့အုပ်စုပထမနေရာမှာရပ်တည်နေပြီးတော့မြန်မာသင်းကတော့အုပ်စုဒုတိယနေရာမှာရပ်တည်နေပါရဲ့ရှင်။